ဲဒီနေ့ဆရာ past continuous အတိတ်ဖြစ်စေကာလအကြောင်းသင်ပေးမယ်နော်အဲ့တော့ past continuous အတိတ်ဖြစ်စေကာလလို့ခေါ်တယ်မြန်မာလို့ဆိုရင်အတိတ်မှာဖြစ်နေစေကာလအဲအဲ့ဒါကိုပြောချင်တာနော်အဲ့ဒါဆိုရင်သူကသူ့ရဲ့စာရေးတဲ့ပုံစံက what's web blood vein engine နဲ့ရေးရတယ် past continuous ဆိုရင် what's web blood vein engine နဲ့ရေးရတယ်အဲ့လိုမှတ်ထားအောင်ကဲအဲ့ဒါဆိုရင်အဲ့ဒီ past continuous what's web blood vein engine ကိုဘယ်လိုအခြေအနေတွေမှာသုံးလဲ ဟုတ်ပြီနော်အဲအဲ့ဒါလေးကိုလေ့လာကြည့်မယ်နံပါတ် A ကအခြေအနေတခုဘယ်လိုအခြေအနေလဲကြည့်မယ် at 7 o'clock မဟုတ် o'clock လို့မဖတ်ဘူးနော် o'clock ပဲဖတ်တယ်နော်9:00နာရီမှာတဲ့ last night လွန်ခဲ့တဲ့ညက9:00နာရီမှာ i was watching ငါကြည့်နေတယ်ပေါ့ TV ဆိုတော့ငါ TV ကြည့်နေတယ်တဲ့အဲ့တော့ဒီမှာလွန်ခဲ့တဲ့ည9နာရီမှာလွန်ခဲ့တဲ့ညဆိုတဲ့က last night လွန်ခဲ့တဲ့ညဆိုတဲ့ကအဲ့ဒါအတိတ်ဖြစ်သွားပြီပြစ္ဆုတ်ပဲမဟုတ်တော့ဘူးအတိတ်မှာမှာလွန်ခဲ့တဲ့ည9နာရီက तू ဘာလုပ်နေလဲဆိုတော့ I was watching TV ဆိုတော့ TV ကြည့်နေစေကြည့်လို့မပြီးသေးဘူးလုံခဲ့တဲ့ညနော်အခုမပြီးသေးတာကိုပြောတာမဟုတ်ဘူးနော်လုံခဲ့တဲ့ည9နှစ်မှာ तू ဘာလုံနေစဲလဲဘာဖြစ်နေစဲလဲ TV ကြည့်နေစဲပဲရှိသေးတယ်ဟုတ်ပြီနော်9နှစ်မှာလုံခဲ့တဲ့ည9နှစ်မှာ तू TV ကြည့်လို့မပြီးသေးဘူးဖြစ်နေစဲပဲရှိသေးတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင် watch web live ing ကိုသုံးတယ် i ဆိုတော့ w a s watch နဲ့တွဲရတယ် w e i ဝယ်သွားမထဲနဲ့မှားသွားမယ်နော် ဟုတ်ပြီအဲ့တော့ဒီမှာ WhatsApp လက် VPN ကြီးတုံးထားတယ်အဲ့ဒါကိုအတိတ်မှာဖြစ်နေစေခြေနေမှာတုံးတယ်တဲ့ဒီနံပါတ် A ရဲ့ဆိုလိုရင်းကဘာလဲဆိုတော့အတိတ်မှာဖြစ်နေစေတွေကိုဖော်ပြခြင်းရင် WhatsApp လက် VPN ကြီးကိုတုံးတယ်ဒါတစ်ချက်နောက်တစ်ချက်လာမယ်နံပါတ် B one night arrive ငါရောက်ရှိတဲ့အခါမှာခုတ်ခုတ်ကိုကိုကနော်အင်္ဂလိပ်လိုပတ်တော့ KK တန်တော့ခုခုပဲဖြစ်ကုန်ပြီနော်အဲဆိုရင်ကိုကိုက was talking ဆိုတာစကားပြောနေတယ်။ on the phone နော်ဖုန်းပြောနေတယ်တဲ့ ဲ့တော့ဒီမှာဘယ်လိုမှတ်ရမလဲဆိုတော့ when i arrive ဆိုတာကငါရောက်ရှိတဲ့အခါဒီမှာ arrive က verb 2နဲ့ရေးထားတယ် verb 2နဲ့ရေးထားတာတကြောင် was were black van engine နဲ့ရေးတာတကြောင် was were black uh was were black van engine နဲ့ရေးတာကို uh past continuous လို့ခေါ်တယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်အဲ့တော့ဒီစာကြောင်းမှာကြတော့ဘယ်လိုအခြေအနေမှာ သုံးတာလဲလေ့လာကြည့်ရင် အဲဒီ wash sweat blood buy engine နဲ့ရေးတဲ့စာကြောင်းကအရင်ဖြစ်တာတဲ့အရင်ဖြစ်တဲ့ဖြစ်ရဲ့เนาะအရင်ဖြစ်တဲ့ဖြစ်ရဲ့ fatu နဲ့ရေးတာက နောက်ကျတဲ့ဖြစ်ရဲ့စာကြောင်းနှစ်ကြောင်းရှိတယ် fatu နဲ့ရေးတဲ့ဝါကြကနောက်ကျတယ်ဆိုလိုချင်တာငါရောက်ရှိတော့ကိုကိုကဖုံပြောနေတယ်ဆိုတော့ तू မရောက်ခင်တည်းကကိုကိုကဖုံပြောနေတာမဟုတ်ဘူးလားအဲ့တော့ဖုံပြောတာက အရင်ဖြစ်တာဒီငါရောက်ရှိလာတယ်ဆိုတာအဲ့ဒီအိုင်က အရိုက်ရောက်ရှိတယ်ဆိုတာနောက်မှ ဖြစ်တာအဲ့တော့နောက်မှဖြစ်တဲ့ဖြစ်ရက်ကိုဘတ်တူးနဲ့ရေးပြီးတော့အရင်ဖြစ်တဲ့ဖြစ်ရက်ကို Watchware Platform Engine နဲ့ရေးတယ်အဲ့မှာလဲသတိထားစရာ one night arrive ငါရောက်တဲ့အခါမှာ Cocoa was talking on the phone ဆိုဖုန်းပြောနေတာနော်အရင်နဲ့ကပြောနေတာပေါ့ပြောနေတာအခုပြောတာပြီးသွားပြီလားဆိုတော့လေမပြီးသေးဘူးပြောနေသေးပဲရှိသေးတယ်ငါရောက်တဲ့အခါမှာ Cocoa ကဖုန်းပြောနေသေးပဲ ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီစာကြောင်းမှာ Vdoo နဲ့ရေးတာတကြောင်း WhatsApp Black Van Engine နဲ့ရေးတာတကြောင်းဆိုရင်အရင်ဖြစ်တာကို WhatsApp Black Van Engine နဲ့ရေးနောက်မှဖြစ်တဲ့ဖြစ်ရပ်ကို Vdoo နဲ့ရေးတယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်မှတ်တဲ့နီးတနည်းရှိတယ်ဆွမ်းနာပြောသွားတာ၁၀တန်းမှာ ပါတဲ့နီးနဲ့ဆရာပြောသွားတာနောက်ထပ်မှတ်တဲ့နီးတနည်းကကြတော့ Vdoo ရဲ့ WhatsApp Black Van Engine နဲ့ရေးမယ်ဆိုရင် Vdoo ဖြစ်ရက်က အရင်ဖြစ်တဲ့ဖြစ်ရဲ့အဲ့ဒါတော့အတူတူပဲဟုတ်တယ် Wordsworth Black sorry ဘလို့ပြောမိလဲမသိဘူး Wordsworth Black Vine NG ကအရင်ဖြစ်တဲ့ဖြစ်ရဲ့ပြန်ပြောမယ်နော် Wordsworth Black Vine NG ကအရင်ဖြစ်တဲ့ဖြစ်ရဲ့ပြင်းဈာဖြက်ဝင်လာတဲ့ဖြစ်ရက်က Vatu ဆိုလိုချင်တာဖုံပြောနေတဲ့ဖြစ်ရက်ကတခုရှိပြီးသားအဲ့ဖြစ်ရဖြစ်နေတဲ့အချိန်မှာဘယ်ဖြစ်ရဈာဖြက်ဝင်လာလဲ one night arrive ငါရောက်ရှိလာတယ်ရောက်ရှိလာတယ်ဆိုတဲ့အရာကဈာဖြက်ဝင်လာတယ်ဥမာပေါ့ကွာမနေ့က ငါထမင်းစားနေတဲ့အချိန်မှာတငယ်ချင်းတယောက်ရောက်လာတယ်။အဲအဲ့လိုဆိုရင်ထမင်းစားနေတဲ့အချိန်ဆိုတာကဖြစ်နေစေဖြစ်ရတခုပေါ့။အဲ့ဒီဖြစ်ရကိုဂျားဖြစ်ဝင်လာတဲ့ဖြစ်ရကတငယ်ချင်းရောက်လာတာကဂျားဖြစ်ဝင်တဲ့ဖြစ်ရ။အဲ့တော့ V2 တကြောင် Warsaw Black Vanguard တကြောင်ရင်အဲ့လိုမှန်နီးနှစ်နီးရှိတယ်ပေါ့နော်။အဲ့တော့ဆနာဒုတိယပြောတဲ့နီးမှာဆိုရင်တော့ဖြစ်နေစေဖြစ်ရကဖြစ်ရအရင်ဖြစ်တဲ့ဖြစ်ရပြီးသွားရင်ဂျားဖြစ်ဝင်တဲ့ဖြစ်ရကို V2 နဲ့ရေးတယ်။ ဖြစ်နေစေဖြစ်ရက်ကို WhatsApp လက်ဗိုင်းအင်ဂျင်နဲ့ရေးတယ်။ပြပြောမယ်နော်ဖြစ်နေစေဖြစ်ရက်ကို WhatsApp လက်ဗိုင်းအင်ဂျင်နဲ့ရေးတယ်။ဈာဖြတ်ဝင်တဲ့ဖြစ်ရက်ကို Vdoo နဲ့ရေးတယ်။မှတ်နည်းကနှစ်နည်းရှိတယ်။ကိုကြိုက်ရတနည်းပဲမှတ်ပါ။နှမျိုးစုကောင်းလျှော့မှာဆိုလို့ကဲနံပါတ်2 were you listening မင်းနားထောင်နေတာလား why he was talking သူစကားပြောနေတဲ့အချိန်မင်းနားထောင်နေလား was were black driver ng ဟုတ်ပြီနော် was were black driver ng ကိုတုံးထားတယ်ပြီးသွားရင် ဆရာတို့ယူဆိုတော့ဝယ်သုံးထားတယ်ပြီးတော့ရင်ဒါ question mark မေးခွန်းဆိုတော့ whatsapp black vine engine မှာဝယ် listening ဖြစ်ရမှာအဲ့ဒီဝယ်ကိုဒီနေရာမှာရှိရမဲ့ဝယ်ကို us ရှိကိုထုတ်လိုက်တယ် question mark ဖြစ်ခြင်းလို့ you were listening listening ကို where you listening လောက်ပလိုက်တယ်ဟုတ်ပြီနော် you ဆိုရင် where သုံးရတယ်ဒီမှာလည်းပြောဖို့မေးခဲ့တယ်ကိုကိုပေါ့နော်ကိုကိုဆိုရင် w a s was အနည်းကိန်းဆိုရင် was ကွာအများကိန်းဆိုရင် where သုံးရတယ်ဟုတ်ပြီနော် subject ကကိုကို ကိုကို subject ကအနည်းဆိုရင် was သုံးတယ်ဒီနေရာမှာ they တို့ we တို့အများကြီးနေဆိုရင် wei ဝယ်သုံးမယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကြည့်မယ်ဒီမှာ where you listening မင်းနားထောင်နေလားဖြစ်နေစေဝယ်ပြောတာပဲ why he was talking သူစကားပြောနေတဲ့အချိန်မှာ was were black van ကြီးသုံးထားတာဆိုစကားပြောတာကလည်းပြောနေစေပဲဟုတ်ပြီနော်ပစ္စုပန်မှာဖြစ်တာတော့မဟုတ်ဘူးအတိတ်မှာပေါ့နော်အတိတ်မှာတော့မနေ့ကပဲထားပါတော့မနေ့ကသူစကားပြောနေတဲ့အချိန်ပြောနေစေ ဖြစ်နေသေးမှာပဲ where you listening မင်းနားထောင်နေလားနားထောင်နေလားဆိုတာကလည်းဖြစ်နေသေးလို့ပဲပြောချင်တာအဲ့တော့ဖြစ်ရနှစ်ခုဖြစ်နေသေးကိုတပြိုင်တည်းသုံးချင်တာပြန်ပြောမယ်နော်အတိတ်မှာရှိတဲ့ဖြစ်ရနှစ်ခုတပြိုင်တည်းဖြစ်နေသေးကိုပြောချင်ရင် horse black vine ng ကိုစာကြောင်းနှစ်ကြောင်းလုံးမှာရေးတယ်စာကြောင်းနှစ်ကြောင်းဆိုလို့ဆရာတစ်ကြောင်းနဲ့လို့မပြောနဲ့ whiley wine က conjunction လို့ခေါ်တဲ့စကားဆက်နဲ့ဒုတိယစာကြောင်းကိုဆက်ထားတာဟုတ်ပြီနော် ။ why ရဲ့ရှေ့မှာစာကြောင်းတစ်ကြောင်း why ရဲ့နောက်မှာစာကြောင်းတစ်ကြောင်းစာကြောင်းနှစ်ကြောင်းလုံးကို Wordsway Black Vine Engine နဲ့ရေးတယ်။ဘယ်လိုခြေနေမှာရေးလဲ။တပြိုင်နက်ဖြစ်နေစေတွေကိုပြောခြင်း။ပထမစာကြောင်းကလည်းပထမစာကြောင်းကလည်းဖြစ်နေစေ။ဒုတိယစာကြောင်းကလည်းဖြစ်နေစေ။အဲအဲ့လိုတွေကိုပြောခြင်း Wordsway Black Vine Engine သုံးတယ်။ဥပမာပေါ့နော်။ကျွန်တော်ထမင်းစားတဲ့နေတဲ့အချိန်မှာအမေက TV ကြည့်နေတယ်။အဲအဲ့လိုမျိုးတိတိကျကျပြောလိုက်ရင်တော့အတိတ်ဖြစ်တဲ့အတွက်ကြောင့်မနေ့က အဲအတိတ်လေးကိုထည့်လိုက်မယ်ဆရာ မနေ့ကကျွန်တော်ထမင်းစားနေတဲ့အချိန်မှာအမေက TV ကြည့်နေတယ်အဲ့တော့ထမင်းစားနေတာကလည်းစားနေတော့မပြီးသေးဘူးဖြစ်နေသေးပဲအတိတ်မှာဖြစ်နေသေးပဲအမေက TV ကြည့်နေတယ်ဆိုတာလေ TV ကြည့်နေသေးပဲဖြစ်ရက်ကမပြီးသေးဘူးဖြစ်နေသေးပဲဖြစ်နေသေးဖြစ်ရက်ကိုနှစ်ခုစလုံးကိုတပြိုင်တည်းသုံးကြရင် Watchwell Black Vineyard ကိုစာကြောင်းနှစ်ကြောင်းလုံးပထမစာကြောင်းဒုတိယစာကြောင်းနှစ်ကြောင်းလုံးမှာတပြိုင်တည်းသုံးတယ်ပရယ်လေလို့ခေါ်တယ်ဟုတ်ပြီနော်အဲအဲ့တော့ ဩဒီမှာဆရာဘယ်လိုလေးအတူအမှတ်ထားလဲဆိုတော့အပြိုင်ဖြစ်စေအတိတ်သေးတဲ့အပြိုင်ဖြစ်စေအတိတ်သေးအပြိုင်ဖြစ်တယ်ဆိုတာဆွမ်းနာပြောပြီးသွားပြီနော်တပြိုင်နဲ့ဖြစ်ရနှစ်ခုဖြစ်နေတာဒါပေမဲ့ပစ္စုပန်မှာဖြစ်တာမဟုတ်ဘူးအတိတ်မှာဖြစ်တာမဟုတ်လို့အတိတ်သေးဆိုတာအတိတ်ကာလမှာအပြိုင်ဖြစ်နေတယ်ဖြစ်ရနှစ်ခုကိုဖော်ပြခြင်းရင် Whatsapp Black Vine NG ကိုပထမစာကြောင်းရောဒုတိယစာကြောင်းရောနှစ်ကြောင်းလုံးမှာ ထည့်ပြီးသုံးတယ်ရေးပြီးသုံးတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်ဆုံးမှတ်စရာလေးတစ်ခုပဲကျန်တယ်အဲ့ဒီ watch web black viper ng past continuous watch web black viper ng ကိုတဲ့မသုံးရတဲ့ fact တွေရှိတယ်ဒါလေးတွေအလွတ်ကျထားပါ feel feel တို့ find တို့ hear တို့ see တို့ smell တို့ sound တို့ taste တို့နော်အဲ့အဲ့လို fact တွေကိုတဲ့ past continuous ဆိုတာ watch web black viper ng ကိုပြောတာ watch web black viper ng မှာမသုံးရဘူးတဲ့ဆိုလိုချင်တာဒီ fact တွေကို watch web black viper ng နဲ့မရေးရဘူးမရေးရဘူး ဲ့တော့ဆိုလိုချင်တာဒီမှာ fe ရဲ့ fee ရှိတယ်မလားအဲ့ဒါဆိုရင် was feeling လို့ပါတော့ was feeling လို့ပါတော့မရှိဘူးမတုံးရဘူးကြားမယ်နော် fine ဆိုရင်လည်း was finding လို့ were finding လို့ f i n d i n g was finding လို့ were finding လို့အဲ့လိုတုံးလို့မရဘူးဟောဒီ verb တွေကို was were plus ing နဲ့မရေးရဘူးကြားမယ်နော်ဒီနေ့သင်ခန်းစာလေးဒီလောက်ပါပဲ